မြန်မာပြည်မျိုးကြီးတွေမှာကလေးတွေအသင့်စားအစားစာတွေစားသုံးမှုများပြီးအဝလွန်နာတွေရှိလာတယ်လို့အဟာရဓာတ်သုတေသနဌာနကတာဝန်ရှိသူတဦးကပြောဆိုလိုက်ပါတယ်စွစွသွေးရနေသတင်းပေးပို့ထားပါတယ်ရှင်အဟာရတဲ့သူတည်နာဌာနမှာအသက်9နှစ်မှ10နှစ်ကြားမူလာတဲ့အရွယ်ကလေးငယ်တွေကိုသူတည်နာလှူဆောင်မှုတွေအရကလေးငယ်တွေမှာအဟာရရှုတွေ့မှုတွေရှိသလိုအသင့်စား Facebook တွေကြောင့်လည်းကိုယ်လေးချိန်များလာသူတွေရှိလာတယ်လို့ဒေါက်တာမိုးမိုးလိုင်ကပြောပါတယ် မတွေ့ရှိခဲ့ရတာတော့ကလေးတွေမှာအဟာရချို့တက်တာတွေမဟုတ်ဘူးပေါ့နော်အဟာရပိုရှန်တွေကအဝါလွန်တာနဲ့ကိုယ်အလေးချိန်များတာတွေကိုလည်းတွေ့ရှိခဲ့ရပါတယ်အဟာရဆိုင်ရာအထူးတည်တနာပြုလုပ်မှုကိုရန်ကုန်မန္တလေးတောင်ကြီးနဲ့မော်လမြိုင်မြို့နယ်ရှိအခြေခံပညာမူလာတဲ့အကြောင်းတွေမှာကျောင်းသား2900ကျော်ကိုလေ့လာခဲ့ရပါတူတည်တနာလှူဆောင်မှုတွေအရကလင်းငယ်အများစုဟာဟင်ဒီဟင်းရွက်နုနဲ့နုထွက်ပစ္စည်းစားသုံးမှုတွေအားနည်းနေပြီး သင့်စားသုံးနိုင်တဲ့ Facebook တွေကိုအများဆုံးစားသုံးတာတွေ့ရှိရတယ်လို့ဆိုပါတယ်။အဓိကအားဖြင့်ရန်ကုန်မြို့မှာနေထိုင်တဲ့ကလေးငယ်အများစုမှာအဟာရပိုရှန်ကကိုယ်လေးချိန်မြပြမှုတွေကိုခံစားနေရတာဖြစ်ပြီးကလေးငယ်တွေရဲ့40ရာခိုင်နှုန်းနီးပါးမှာလည်းတွေ့အားနည်းရောဂါတွေကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။လက်ရှိပြုလုပ်ထားတဲ့အဟာရဆိုင်ရာသုတေသနစာတမ်းကိုတော့ရန်ကုန်မြို့ဒဂုံမြို့နယ်မှာပြုလုပ်တဲ့45ချိန်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံမှာတင်သွင်းမှာဖြစ်ပြီးအာဟာရမြင့်တင်မှုအတွက်လှုပ်ဆောင်ထားတဲ့စာရင်းတွေကိုအဓိကတင်သွင်းတော့မယ်လို့ပြောပါရတယ်။အာဟာရချုပ်တဲ့မှုတွေ၊နော်အာဟာရပိုရှင်မှုတွေကြောင့်ယောဂတွေဖြစ်နိုင်တယ်လို့။နောက် ယောဂကြောင့်အာဟာရတွေမပြေဝမှုတွေလည်းအများကြီးဖြစ်နိုင်ပါတယ်။နောက်ဒါကြောင့်ကျမတို့လည်းကျမတို့ရဲ့ဘဝတစ်သက်တစ်လျှောက်လုံးပေါ့နော်။ကိုဝင်ဆောင်ကာလဆက်ပြီးတော့နှုတ်ဆုပ်အကိုဝင်ဆောင်ဘဝနောက်တစ်ခါနှုတ်ဆုပ်ခလေးပေါ့နော်။လူငယ်လူရဲ့လူကြီးပေါ့ဘဝတစ်သက်တစ်လျှောက်လုံးအာဟာရပြေဝမှုအထူးအရေးကြီးပါတယ်။ဒီနိုင်ငံသားတွေအာဟာရပြေဝမှုနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်အစိုးရအနေပြီးအများကြီးပတ်မှုကူညီဆောင်ရွက်နေပါတယ်။ဒီအတွက်ကြောင့်မလို့ကျမတို့ဒီနေ့ကွန်ဂရက်စ်တင်အနေနဲ့ပေါ့နော်။အာဟာရအခြေအနေမြင့်တင်ခြင်းနဲ့မြန်မာကလေးများရဲ့အရက်ပူကြုံနေခြင်းကိုရှင်းချရန်ဆိုပြီးချမှတ်ပြီးကျမတို့ဆောင်ရွက်ထားရှိခြင်းဖြစ်ပါတယ်။ ၄၅နှစ်မြောက်မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံမှာသုတေသနစာတမ်းတရာကျော်နဲ့ပိုစတာစာတမ်း၅၆၆ဆောင်တို့ကို တင်သွင်းมาဖြစ်ပြီးညီလာခံကိုဇန်နဝါရီလ9ရက်နေ့မှ13ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။ကျမစုစုတွေပါ